်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မကွေးကြားအမ်ဘရန်လမ်းပေါ်မှာရှိတဲ့ဂုံစီယိုစခန်းတိုက်ပွဲမှာအရခတက်တော် AA ရဲ့ drone ပုံသီးများကြောင့်စစ်ကောင်စီရဲ့ဒုတက်ရဲမှုတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့ပြည်သူစစ်တပ်သားအောင်သက်ထွန်းနဲ့နေလင်းအောင်တို့ဟာအရခတ်တပ်တော် AA ထမ်းမှအလင်းဝင်ရောက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာအောင်သက်ထွန်းကဇွန်လ15ရက်နေ့မှာပြောဆိုထားတာကိုတွေ့ရပါတယ်။၎င်းတို့ကရှေ့တန်းစစ်မြေပြင်အနေထားများတပ်အတွင်းညှိမှန်းနှိပ်စက်ခံရမှု၊မျိုးရည်စေဝါတုံးဆွမ်းမှုစတဲ့အကြောင်းရင်းများနဲ့ထွက်ပြေးလာရတဲ့အကြောင်းရင်းများကိုရှင်းပြပြောဆိုထားပါတယ်။အောင်သက်ထွန်းရဲ့ပြောဆိုချက်ထဲမှာတလပိုင်း20ရက်နေ့2025မှာကျွန်တော်တို့တပ်ရင်ရခိုင်စစ်မြေပြင်နေကြဖျားကုန်းကိုရောက်ပါတယ်။နေကြဖျားကုန်းကိုရောက်တဲ့အချိန်မှာ ညဘက်ကြီးရောက်သွားတာပါမနက်လဲကြာရောတိုက်ပွဲကစဖြစ်နေပြီနောက်တနေ့မှာကျွန်တော်တို့အကြဆုံးများတာနဲ့ဂိုးစည်းရုပ်ကိုစုပ်ပေးလိုက်ပါတယ်ဂိုးစည်းရုပ်ကိုရောက်တော့နောက်တနေ့မှာတိုက်ပွဲစဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲထဲမှာပဲကျွန်တော်တို့ရဲ့ဒုတက်ရင်မှုဘာလီလို့ခေါ်ပါတယ်နာမည်ရင်းတော့မသိခဲ့ရဘူး drone ပုံကျဲချခံရပြီးတော့တိတ်ဆုံးသွားပါတယ်တိုက်ပွဲကပြင်းထန်တော့အဲ့ဒီနားမှာပဲကျွန်တော်တို့တွေဘာလီကိုတကြိုခဲ့ပါတယ်တလာပိုင်း31ရက်နေ့2025မှာပါလို့ရှင်းပြထားပါတယ်အေးရဲ့ drone ပုံတံကြောင့်တိတ်ဆုံးသွားတဲ့စစ်ကောင်စီရဲ့ဒုတက်ရင်မှုဘာလီ အမည်အရင်းမသိရသေးတဲ့သူဟာတမ69လက်အောက်ခံခလိုက်ရ89တိုင်ရင်ကဖြစ်ပြီးတော့ခလိုက်ရ89တိုင်ရင်ဟာဗဒန်းမျိုးကနေလဲစဉ်ရခိုင်စစ်မြေပြင်ကို2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်ခလိုက်ရ89တိုင်ရင်ကိုဒုတက်ရင်မူဘာလီကဥဆောင်လာခြင်းဖြစ်ပြီးအင်အား150ခန့်ပါဝင်ကြောင်းအလင်းဝင်လာတဲ့တပ်သားအောင်သက်ထွန်းကပြောဆိုထားပါတယ်ဂုံစီယုတ်တိုက်ပွဲအတွင်းမှာခလိုက်ရ89တိုင်ရင်က အကြအဆုံများပြားခဲ့ကြောင်းနဲ့ဗိုလ်ကြီးတအုပ်ကကြံရှိနေတဲ့တပ်ဖွဲ့ဝင်များကိုစုစည်းပြီးတော့ဂိုစီယိုတပ်ဆက်ခန်းကနေဂရုံးကြီးစစ်ဆက်ခန်းကိုတက်ဆုတ်ခွာထွက်ပြေးသွားတယ်လို့တပ်သားအောင်တပ်ထုံးကပြောဆိုထားပါတယ်ကျွန်တော်တို့တွေဂရုံးကြီးမှာဆယ်ရက်လောက်အခြေချခဲ့ပါတယ်အေအေရဲ့ထိုးစစ်ထက်ရောက်လာတာကြောင့်ဂရုံးကြီးတိုက်ပွဲမှာအကြဆုံများတော့နောက်ကိုပြန်ဆုတ်ပေးလိုက်ရပါတယ်နိုင်ငံဆက်ခန်းကိုဆုတ်သွားတာပါနောက်ကိုပြန်ဆုတ်တဲ့အချိန်မှာအင်အား30ကျော်လောက်ပဲကျန်းမာပါ ကျွန်တော်တို့တွေနိုင်ရီကန်စက်ခန်းမှာတလားလောက်အခြေပြုနေခဲ့ပါတယ်လို့ပြောပြထားပါတယ်။ရခိုင်မကွေးနေကြားတပ်မတ် area မှာရှိတယ်။နေကြားဖျားကုန်းဘော်ကစစ်ခွေးစက်ခန်းကို AA ကစတင်တိုက်ခတ်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအနီးနားမှာရှိတဲ့ဂုံစီယိုစက်ခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ AA ကဆက်လက်ပြီးတော့စစ်ကောင်စီရဲ့ဂုံစီယိုတပ်စက်ခန်းကိုတိုက်ခတ်ရမှာဂုံစီယိုကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ဂရုံးကြီးစစ်စခန်းကိုတက်ဆုတ်သွားတယ်လို့သိရပါတယ်။ထပ်မံပြီးတော့ AA ကဂရုံးကြီးစစ်စခန်းကိုထိုးစစ်ဆင်တိုက်ခတ်ရာနေကြားဖျားကုန်းဘော်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတဖြည်းဖြည်းနဲ့နိုင်ရီကန်တပ်စခန်းကိုဆုတ်ခွာသွားတယ်လို့သိရပါတယ်။အရခတက်တော် AA ဟာရခိုင်မကွေးနေကြားမြင်းမှာရှိတယ်။နေကြားဖျားကုန်းတပ်စခန်း၊ဂုံစီယုတ်တပ်စခန်းနဲ့ဂရုံးကြီးတပ်စခန်းတို့ကိုတိုက်ပိုက်ထားကြောင်းသိရပါတယ်။လက်ရှိ AA ရဲ့ထိုးစစ်ဟာနိုင်ရီကန်စစ်စခန်းဘူဟာကုန်းလေကြောင်းရံကာကွယ်တပ်စခန်းတို့ကိုတိမ့်ပတ်ရန်အခြားသောမဟာမိတ်တပ်ဖွဲ့များပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ AA ရဲ့ပူးပေါင်းတပ်ထိုးစစ်ဟာနိုင်ရီကန်စခန်းဘျူဟာကုန်းအနီးအထိကိုရောက်ရှိသွားပြီးတော့အပိသက်သိမ့်ပိုင်နိုင်ရီအတွက်စ조사နေကြတယ်လို့စီရေးသတင်းရင်းမြစ်ထံကသိရပါတယ်။နိုင်ရီကန်စစ်စခန်းဟာမခွေးတိုင်းငဖဲမြို့နယ်ဗရန်တပ်နယ်မှာရှိတဲ့ဘျူဟာကုန်းစခန်းကြီးတစ်ခုဖြစ်ပြီးတော့စစ်ကောင်စီကအင်အားအများအပြားဖြည့်တင်းကခုခံနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်ဒေသနောင်ချိုမြို့ကိုစစ်ခွေးအုပ်စုကအင်အားထောင်ချီသုံးပြီးတိုက်ခိုက်နေတဲ့အတွက်တောင်းတက်မတော် TNL ဥဆောင်တဲ့တော်လိုင်းတပ်တွေအနေနဲ့မျိုးကနေခွာစစ်စင်တိုက်ခိုက်နေရပြီးတမျိုးလုံးကိုစစ်ခွေးအုပ်စုကပြန်လည်သိမ့်ပိုက်ထိန်းချုပ်နိုင်မဲ့အနေအထားရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ TNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့အတွက်စစ်ခွေးအုပ်စုက စစ်ကြောင်း6ကြောင်းနဲ့အင်အားထောင်ချီအသုံးပြုကမြေပြင်ကနေထိုးစစ်ဆင်တက်ခိုက်နေတယ်လို့နေတိုင်းလိုလို၄ကြောင်းကနေပြီးတော့အဆက်မပြတ်ဘုံကျဲပြီးမြို့ကိုပြန်သိမ်းနိုင်မှုစူးစမ်းနေတာလို့ဆိုပါရတယ်။ မြို့ကတဖြည်းဖြည်းနဲ့စုပ်ပေးနေရတယ်ဆိုတာမှန်ပါတယ်ကျွန်တော်တို့အရှုံးပေးပြီးတော့စုပ်ခွာတာတော့မဟုတ်ပါဘူးလို့နောက်ထုံးမှာတိုက်ပွဲဝင်နေတဲ့မြေပြင်စစ်ရေးတရင်ရင်းမြစ်ကရှင်းပြထားပါတယ် TNL နဲ့တော်လိုင်းပူပေါင်းတပ်တွေနောက်ထုံးမြို့ကနေတဖြည်းဖြည်းစုပ်ခွာနေပြီမယ်နောက်ထုံးမြို့ပေါ်နဲ့နောက်ထုံးမြို့ပြင်ကျေးရွာတွေမှာတိုက်ပွဲတွေဆက်ပြီးတော့ရှိနေတယ်လို့သူကပြောပါတယ်စစ်ကောင်စီအုပ်စုဟာနောက်ထုံးမြို့နဲ့အနီးကပ်ဆုံးနေရာအထိရောက်ရှိနေပြီးတော့မြေပြင်စစ်ရေးအခြေအနေအရဘလောက်ထိနီးကပ်တယ်ဆိုတာကိုတော့အတိအကျမပြောနိုင်သေးဘူးလို့ပြောပါတယ် စစ်ရဲ့သဘောတရားအရအနိုင်ဆုံးရှိပေမဲ့ကျွန်တော်တို့ကတော့ရက်တန်နေမှာမဟုတ်ပါဘူးအဆအဆအရာရာပြင်ဆင်ပြီးတော့နောင်ချိုကိုကျွန်တော်တို့ပြန်လည်ရယူသွားမှာပါလို့ပြောပြထားပါတယ်စစ်ခွဲအုပ်စုကမြေပြင်အင်အားထောင်ချီအသုံးပြုနေတယ်လို့လေကြောင်းလက်နက်ကြီးနဲ့ drone ပစ်ကူတွေနဲ့တိုက်ခိုက်နေတာကြောင့်ခွာစစ်ဆင်နေရပေမဲ့တော်လိုင်းတက်တွေဘက်ကလည်းထိုးစစ်တွေပြန်လည်စတင်နေတယ်လို့နောင်ချိုမှာတိုက်ပွဲဝင်နေတဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ချတော့ချနေကြတော့မှပဲကျွန်တော်တို့လည်းထိုးစစ်ကိုပြန်ပြီးစထိုးနေပါတယ်တို့တို့အင်အားကထောင်းချီတယ်ရှယ်ထိုးတာ အပုံလိုက်သေးလဲထပ်ပြီးတော့ကိုတက်လာတာပဲကျွန်တော်တို့တောင်းယူထားတဲ့ဘက်ကတော့ကြီကပေါက်နေတာပဲလို့ပြောပြထားပါတယ်စီရေးဖြူဟာအရရေးပါတဲ့နောင်ချိုမြို့ကိုစစ်ခွေးအုပ်စုလက်ထဲပြန်ထည့်ဖို့တရုတ်ကချင်းချောက်ဖိအားပေးနေပြီမယ်နောင်ချိုကိုအဆုံးထိကာကွယ်မယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကဇွန်လ9ရက်နေ့မှာပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပြခဲ့ပါတယ်လက်ရှိအခြေအနေအထိကျမတို့နောင်ချိုကိုလက်လွတ်ရတာမျိုးနောင်ချိုလက်လွတ်ဖို့ဆုံးဖြတ်ချက်ချတာမျိုးမရှိသေးပါဘူးခုခံကာကွယ်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်လို့ပြောပြထားပါတယ် နောက်ချုံမြို့နယ်မှာရှိတဲ့ရွှေပြည်ညောကြောက်တော်ဂုံးဆန်ပင်လန်းနဲ့ကြောက်ချမ်းကြီးရွာတွေမှာစစ်ကောင်စီအုပ်စုနဲ့ PNL တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ DNL ကဇူလိုင်လ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ခွဲအုပ်စုကတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာသာမကကြီးရွာတွေကိုပါ Jet Fighter 112လေယာဉ် drone တွေနဲ့နေတိုင်းနေပါလေကြောင်းကနေတိုက်ခိုက်နေတယ်လို့နောက်ချုံစီရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်ဇူလ29ရက်နေ့ကနေဇူလိုင်လ14ရက်နေ့အထိ ် PNL နဲ့တော်လိုင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတယ်။နောင်ချိုကြောင်မဲမိုးကုတ်နဲ့ဒီဘောမျိုးတွေကိုစစ်ခွဲအုပ်စုကလေးချောင်းကနေပြီးတော့စက်တကြိမ်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင်အရတားပြည်သူ၉ဦးသေဆုံးပြီး၄၃ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်63လုံးစတင်ကြောင်းတကြောင်ဖုန်ကြီးကြောင်လေးချောင်းပြက်စီးခဲ့ရတယ်လို့ PNL ကဇူလိုင်လ15ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဘိမ့်မြို့အခြေစားအမှတ်68ဆင်မြေပြင်အင်ဂျင်နီယာတယင်းမှာ2024ခုနှစ်ကနေ2025ခုနှစ်6လပိုင်းအထိတနည်းခွဲကာလအတွင်းမှာတက်ကနေပြီးတော့ခွင့်မဲ့ထွက်ပြေးသူအရာရှိစစ်သည်အယောက်30ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်68ဆင်မြေပြင်အင်ဂျင်နီယာတယင်းအတွင်းအရာရှိနဲ့စစ်သည်အင်အားစုစုပေါင်း300နီးပါးရှိပေမယ့်စက္ကခ73နဲ့စက္ကခ20ဌာနချုပ်များကိုတွဲဖက်အင်အားအဖြစ် အယောက်100ခန့်ပေးထားရတဲ့အတွက်ကြောင့်တရင်အတွင်းမှာအင်အား200လောက်သာကျန်ပြီးခွင့်မဲ့ထွက်ပြေးပြုတ်လုသွားတဲ့စစ်တီအများစုဟာလည်းတရင်ကစစ်တီများဖြစ်တယ်လို့သိရပါဗျ။တရင်အတွင်းမှာဒီလိုမျိုးခွင့်မဲ့ထွက်ပြေးမှုတွေများနေပေမဲ့အဲ့ဒီတိုက်ရဲတရင်မူဒုတိယဘုံမူကြီးလှိုင်အောင်မင်းအနေနဲ့ခွင့်မဲ့ပြက်ကွက်ဆရင်အမှန်ကိုအထက်ကိုမတင်ပြရဲပဲထွက်ပြေးသွားတဲ့စစ်တီတွေရဲ့ရိတ်ခါနဲ့လာစာတွေကိုအလွဲသုံးစားပြုတ်လုပ်နေတယ်လို့သိရပါဗျ။တပ်မှထွက်ပြေးသွားတာတွေကအယောက်30ကျော်ရှိနေပါပြီ။ ။တိုက်ရင်မှုကအဲ့ဒီစည်ရင်ကိုဖျောက်ထားတယ်။ထွက်ပြေးသွားတဲ့စစ်တီတွေရဲ့လာစာရိတ်ခါကိုအလွဲသုံးစားလုပ်နေတာပေါ့။လာကုန်ပြီဆိုတာနဲ့ထွက်ပြေးသွားတဲ့သူတွေရဲ့ရပိုင်ခွင့်တွေအကုန်လုံးသူ့စီစည်ရင်နဲ့အဲ့ရတာလို့တက်တွင်းသတင်းပေးတအုပ်ကပြောပြထားပါဗါး။ဒါတွေမကသေးပဲအဲ့ဒီတိုက်ရင်မှုဟာအခြားတိုက်ခိုက်ရေးတပ်များကိုတွဲဖက်အနေနဲ့တိုက်ရင်မှာရှိတဲ့ရာရှိစစ်တီများကိုဆဲလွတ်ရမှာလဲမျှတမှုမရှိပဲ၎င်းနဲ့မတည့်တဲ့ရာရှိစစ်တီများကိုသာဆဲလွတ်နေတယ်လို့သိရပါဗါး။ဒါအပြင် အဲ့ဒီတွဲဖက်သွားရတဲ့စစ်တီအင်အားတွေထဲမှာထိခိုက်ကြဆုံးမှုတွေစစ်စင်ရေးအတွင်းမှာပျောက်ဆုံးမှုတွေရှိပြီးအဲ့ဒီစစ်တီတွေရဲ့ကြံရစ်တဲ့မိသားစုတွေကိုလည်းတရင်မှုအနေနဲ့အားပေးကူညီခြင်းမရှိတဲ့အပြင်အနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်နေတယ်လို့တပ်တွင်းသတင်းပေးကဆက်လက်ပြီးတော့ပြောပြထားပါတယ်ရှေ့တန်းတွဲဖက်တွေဆိုရင်လည်းတချို့ဆိုရင်၃နှစ်ကျော်နေပြီးမသွားတဲ့သူတွေကအခုထိမသွားဘူးသူကြည့်လို့မရတဲ့သူတွေကိုပဲရှေ့တန်းကိုထည့်တာစစ်စင်ရေးထဲမှာပျောက်ဆုံးတေဆုံးတဲ့စစ်တီတွေရဲ့ ကြံတဲ့မိသားစုတွေဆိုရင်လည်းအာမပေးတဲ့အပြင်သူကိုယ်တိုင်တော်မှအနိုင်ကျင့်နှိပ်စက်နေတယ်လို့ပြောပြထားပါရယ်စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေအနေနဲ့ရခင်ကချေလင်းတပ်ဖွဲ့များနဲ့တွဲဖက်ပြီးတော့ရှေ့တန်းမှာမိုင်းရှင်မိုင်းရှာဖို့သာအဓိကတာဝန်ပေးခံရပေမယ့်တိုက်ပွဲတွေပြင်းထန်လာတဲ့နောက်ပိုင်းမှာတော့တချို့နယ်မြေတွေမှာချေလင်းစစ်သားများနှီးတူတိုက်ခိုက်ရေးအလုပ်တွေပါတွဲလုပ်နေရပြီးထိခိုက်ဒေဆုံးမှုတွေအများပြားရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က Wintrol စစ်တပ်၄ထီးများနဲ့ဒီကနေ့မနက်အစောပိုင်းမှာဘုံသီးအလုံးရေ90ကြောကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ16ရက်နေ့မနက်အစောပိုင်း9:20မိနစ်ခန့်မှာမရယာမြို့နယ်ရှိချမ်းမှာရှိတဲ့ကျေးရွာများကိုကရအူးလေတပ်ကနေတိုက်လာတဲ့ Wintrol လေယာဉ်တစ်စီးနဲ့ဘုံ33လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပဲလေကြောင်းတိုက်ခတ်မှုများဆက်လက်ပြုလုပ်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုရှိမရှိတော့အတိမပြုနိုင်သေးပါဘူး။မရိယာမြို့နယ်တဲကို112နဲ့ဘုံ33လုံးကျဲချတိုက်ခိုက်သွားတာပါ။ ပြည်သူတွေကတော့စိုးရိမ်စိမ်းနဲ့ရှောင်နေရတာတွေရှိတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အလားတူပဲတောင်သာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာများကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကဒီကနေ့မနက်အစောပိုင်းမှာစစ်တပ်၄ထီ၅စီးနဲ့ဗိုလ်အလုံးရိတ်20ကြော်ကျဲချတိုက်ခတ်ခဲ့ပြီးစစ်တပ်နဲ့များနယ်လည်းပြစ်ခတ်သွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မနက်အစောပိုင်း2နာရီ56မိနစ်ကစတင်ပြီးတော့3နာရီ20မိနစ်အထိတောင်သာမြို့နယ်အရှိတောင်ချမ်းမှာရှိတဲ့ကျေးရွာများကို ်မိထီလာ၄တက်ကနေတက်လာတဲ့စက်တက်၄ထီ၅စီးနဲ့ဘုံအလုံးရိ၂၀ကြော်ကျဲချတိုက်ခိုက်ကစက်တနတ်များနဲ့ခြေရွာများကိုတောက်လျှောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်မှုရှိတယ်လို့တော့မကြားမိသေးဘူး။ရွာတွေကပြည်သူတွေလည်းနေတိုင်းလိုလိုကြောက်နေရတယ်။စစ်ခွေးတပ်ရဲ့စက်တက်၄ထီတွေကညာတိုင်းလိုလိုတောင်တာမြို့နယ်ထဲမှာပြန်တန်းနေတာလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်မရိယာမြို့နယ်နဲ့တောင်တာမြို့နယ်အတွင်းမြေပြင်မှာလည်းစစ်ခွေးတပ်ကစစ်ကြောင်းထုံးမှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီထောင်မှာနိုင်ငံရေးအကျဉ်းသားတအုပ်ကိုအကျဉ်းထောင်ဝန်ထမ်းကပခုံးအစ်စ်ပြုတ်တဲ့အထိရိုက်နှက်ပြီးတော့တိုက်ပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာယာဝတီအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားကိုအောင်သူထက်ကိုထောင်ဝန်ထမ်းစိုးမင်းဆိုတဲ့ကောင်ကပခုံးအစ်စ်ပြုတ်တဲ့အထိမတရားရိုက်နှက်ပြီးတဲ့နောက်တိုက်ပိတ်ထားတယ်လို့သိရပါတယ်။ဇွန်လ6ရက်နေ့မနက်ပိုင်းမှာထောင်ဝန်ထမ်းစိုးမင်းဆိုတဲ့ကောင်ကနိုင်ငံရေးအကျဉ်းသားကိုအောင်သူထက်ကိုအခြားအကျဉ်းသားတအုပ်နဲ့ရန်ဖြစ်တယ်ဆိုပြီးတော့ဆွတ်ဆွဲရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။ ဝန်ထမ်းဆိုးမဲဟာရခိုင်ကလည်းနိုင်ငံရေးအကျဉ်းသားများအပေါ်ကိုထိလက်ရောက်မကြာခဏကျူးလွန်တက်သူဖြစ်တယ်လို့သိရပါတယ်။ထောင်ဝန်ထမ်းဆိုးမဲကတာယာဝတီထောင်ကိုပြောင်းရွှေ့နဲ့ရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများကိုရိုက်နှက်ခဲ့တဲ့အမှုနဲ့မကြာခဏတိုင်ကြားခံထားရသူတဦးဖြစ်တယ်လို့သိရပါတယ်။တာယာဝတီထောင်မှာထောင်ပိုင်းရဲရဲနိုင်ကအစအောက်ခြေဝန်ထမ်းတွေအထိအကျဉ်းသားတွေကိုတော်တော်လေးကုန်မှဖိနှိပ်တဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ ဒီလိုဖိနှိပ်တဲ့အပေါ်မှာလဲထောင်အာဏာပိုင်တွေကိုယ်တိုင်ကအစနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့လူကိုအပြစ်ပေးအရေးယူတာမျိုးမလုပ်တဲ့အပြင်နောက်ွယ်ကနေသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့ဖိနှိပ်ခိုင်းနေတဲ့အခြေအနေမျိုးတွေကိုလည်းတွေ့နေရပါတယ်ဒီကိစ္စနဲ့ပတ်သက်လာရင်ဝန်ထမ်းစိုးမင်းအပါအဝင်နိုင်ငံရေးအကျဉ်းသားတယောက်ကိုကိုထိလက်ရောက်ရိုက်နှက်မှုခန္ဓာကိုယ်ထိခိုက်နာကျင်စေတဲ့အထိရိုက်နှက်ခံရတဲ့ကိစ္စအပေါ်မှာအရေးယူဆောင်ရွက်မှုမရှိခဲ့တဲ့အရာရှိတွေကအစ ကျွန်တော်တို့တွေမှတ်တမ်းယူထားပါတယ်လို့ကိုတိုက်ထွန်းဦးကရှင်းပြထားပါတယ်။ဒါအပြင်နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက်ကိုပခုံးအစ်စ်ပြုတ်အောင်ရိုက်နှက်ပြီးတဲ့နောက်စေမကုတပေးပဲအခြားနိုင်ငံရေးအကျဉ်းသားများကဝိုင်းဝန်းတောင်းဆိုမှသာစေကုတခွင့်ပေးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်ကိုအောင်သူထက်ကိုပြဿနာရှိတယ်ဆိုပြီးတော့တိုက်ပိတ်ထားခဲ့တယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုမတရားရိုက်နှက်တဲ့အကျဉ်းထောင်ဝန်ထမ်းစိုးမင်းကိုအပြင်ထွက်ခွင့်ပိတ်ခြင်းနဲ့တာယာဝတီထောင်မှသာနေရာပြောင်းခြင်းများကိုပြုလုပ်ခဲ့တာ အရေးယူဆောင်ရွက်ခြင်းယနေ့အချိန်ထိမရှိသေးဘူးလို့စုံစမ်းသိရှိရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်စစ်ခွေးလက်အောက်ခံအကျဉ်းတော်များမှရှိတဲ့ထောင်ဝန်ထမ်းများဟာနိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်မှုများရိုက်နှက်မှုများစတာတွေကိုဆွဆွဲချက်များနဲ့လူခွင့်ရေးချိုးဖောက်မှုများကိုကျူးလွန်နေတော့လေ ထောင်ဝန်သားပိုင်းများကထိုက်တဲ့နဲ့အပြစ်ပေးအရေးယူမှုများမလုပ်ဘဲလိလူရှုနေတဲ့အတွက်ထောင်ဝန်သားများကနိုင်ငံရေးအကျဉ်းသားများအပေါ်ဖိနှိပ်မှုတွေပုံမပြုတ်လုပ်နေတယ်လို့သိရပါတယ်။ထောင်အာဏာပိုင်းများအနေနဲ့ထောင်ဝန်သားများကတရားဥပဒေမဲ့စွာရိုက်နှက်ခြင်းများပြုလုပ်နေတဲ့အပေါ်ရက်တန့်စည်းရန်အတွက်အ мян ဆုံးဆောင်ရွက်ပေးကြရန် PPNN ကတောင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ